င်္ဂလာများဒီတစ်ခါကျွန်တော်တို့ညီကိုမတော်မကြီးကိုဆက်လက်ပြီးဖတ်ပြပေးခြင်းရတော့ဆရာမကြီးကျူကျူသွင်းထောင်ကွယ်80ခုနှစ်အမျိုးသားစာပေစုရဝတ္ထုတော်စူးစိမှုဇပယ်တကုန်းကမောတော်ပွင့်စာအုပ်ထဲမှာအညာသာကိုမောင်အေးဆိုတဲ့ဝတ္ထုတော်လေးဖတ်ပြပေးခြင်းပါခင်ဗျာနားဆင်ပေးကြပါခင်ဗျာအညာသာကိုမောင်အေးတဲ့ကိုမောင်အေးကိုရင်ကကျမတခါမှမမြင်ဘူးခဲ့ပါသေးယခုတစ်ခါကျမကြီးခမွန်းသည်အညာမပြန်လာတွင်သူပါလာခဲ့ခြင်းဖြစ်ပါသည်ခင်မွန်းတကကိုမောင်အေး ကျမတို့အိမ်မှာနေရင်လှုပ်ရှားလိမ့်မည်ဖြစ်ကြောင်းထိုက်တဲ့သည့်အားလုံးအသာကျုံဝေးထားရန်စသည်တို့ကိုရောက်ရောက်ချင်းပြောပြပါ၏ကျမသည်ကျမအတိုင်းပင်တမှုမပြုဘဲခေါ်လာသည်ကိုစိတ်တူတူနဲ့ကိုထွေးကလည်းတိတ်ကိုခတ်တာပဲအစသာရရာတိုင်တုံနေရတဲ့အချိန်မှာလူပိုတယောက်လကားခေါ်လာတယ်မိချိုကိုများတိုင်ပင်မအောင်လားဒီလူကဘာလို့ရှာမှာလဲဘယ်နဲ့တန်းအောင်လို့လဲသူ့လူကချက်ချင်းရနိုင်မှာမို့လို့လားမိချိုကလည်းကွတူးတူးပြောပါကွကြတော့ပါဦးမယ် ကိုမောင်ကြီးကတော်သားပဲကွယ်တမ်းပညာတော့မရှိဘူးပေါ့ဒါပေမဲ့ तू လက်သမားလို့ကိုကြောင်းရင်းချင်းလှုပ်တတ်ပါတယ်လှုပ်ကရမှာပါကိုထွေးလက်ကူညီလှုပ်ကင်ပေးရမှာပေါ့အိမ်လှုပ်တွေလှုပ်ရတာကလေးတစ်ဖက်နဲ့မနိုင်နိုင်မှုမဟုတ်လား तू ရှိတော့ထမင်းနေပါလေကိုချက်ခိုင်းပေါ့ကောင်းကောင်းချက်တတ်တယ်မိချိုရဲ့အညာမှာ तू ရဲ့ချက်ကြွေခဲ့တာပဲဟင်မချက်ခိုင်းရင်မောင်ရွံစရာကြီးဘာဖြစ်လို့ကျမစကားကြောင့်ကိုထွေးကတန်အန်တော်မေးလိုက်ဘာဖြစ်လို့ရမလဲကိုထွေးရဲ့ရွံစရာကောင်းလို့ပေါ့ လူကလည်းမဲလိုက်တာကျုပ်လို့သူကြည့်လိုက်ရင်သွားပဲမြင်ရတယ်ရုပ်ကလည်းဆိုးလိုက်တာလွန်ရောနဖူးမောင်မောင်နှစ်ယောင်ကောက်ကောက်နှာသီးလန်လန်ပါးစပ်ပြပြမျက်လုံးကပြူးပြူးကြီးနဲ့ဘလူးကြီးတိုင်ပဲလူမရွေးရဲ့ခြိတိုင်းလိုက်တဲ့တားလိတော်မှလူမရွေးရဲ့ခြိတိုင်းလိုက်တဲ့တားလိတော်မှသူ့မျက်နှာနဲ့ငိုရောဟေးကျမစကားကြောင့်ကိုထွေးကအပါတေရအာရပါရရေမောလိုက်တော်ဤအရေရက်မှ မိချူပြောကဒေါသတင်နေပြီဟေးသူခင်ဗျာဒီလောက်ရုံမဆိုးချပါဘူးမိချူရထားပါရုံဆိုးတယ်ပဲထားပါတော့စိတ်ကတော့တကယ်ရိုးတကယ်ဖြောင်းတကယ်ကောင်းတဲ့လူမိချူရဲ့မိချူကသူ့ကိုအိမ်မှာမထားချင်လို့လည်းမဖြစ်တော့ဘူးကိုထေးတာဝန်ခံပြီးခေါ်ခဲ့တာဆိုတော့အလုပ်ရတဲ့အထိတာဝန်ယူရမှာပဲကိုထေးကစကားလဲဆုံးဂျမနာမှာလဲထွက်ခွာသွားတော့လေဂျမနာတွင်သူဆက်နေပါကစကားကြောရှင်နေဦးမြင့်ဂျမဝယ်ဒီကိုသူတိတော့ကြောင်တီ ဒီလိုနဲ့ကိုမောင်ကြီးတယောက်ကျမတို့အိမ်တွင်နေဖြစ်သွားသည်နေဖြစ်သွားတော့လေကျမမှာသူ့အတွက်ဝတ္တရားရှိသည့်လျောက်ကျုံမွေးထားရပြန်၏စိတ်ထက်ကမူတိတ်မသတိလပဲရုပ်ဆိုးလွန်သောသူ့မျက်နှာကိုလည်းမကြည့်နိုင်သည်မမကြည့်ပဲနေခဲ့၏ကိုထေပြောခဲ့သည့်တိုင်ပင်သူသည်အင်မတန်သဘောကောင်းသောသူဖြစ်ကြောင်းအိမ်တွင်နေ၍နှစ်လခန့်ရှိသောအခါသိလာရ၏တို့တိုင်ကျမကသူ့ကိုစကားသုံးခုပြည့်အောင်မပြောခဲ့မိသေးသူ့ကိုမုန်းသောကြောင့်ကမဟုတ်ချေလူတယောက်ကိုအတည်းလို့မုန်းတဲ့ရန်ထိကျမစိတ်တို့မပုတ်ပါချေ တို့ရတွင်သူကိုယ်တော်ကျွန်မယုံမြဲယုံစေပင်ကျွန်မ၏စိတ်ကိုသူကလည်းရိတ်စားမိဟန်တူပါ၏ကျွန်မအင်ရှိနေလင်သူနောက်ဖေးတွင်နေ၏ကျွန်မနောက်ဖေးတွင်နေလင် သူအင်ရှိတွင်နေ၏သူကိုယ်တိုင်ဤကဲ့သို့လိုက်သည့်သည့်အလိုက်သည့်သည့်နေထိုင်ရှာသောကြောင့်ကျွန်မတနာမိသည်တနာသောစိတ်ကိုယုံသောစိတ်ကဖုံးလွှမ်းထားသောကြောင့်ဂရုဏာတရားသည်ကြောင်ထဲတွင်ပိတ်မိနေပါတော့၏သူရောက်စားကဖြစ်တခုကျွန်မမျက်စိထဲတွင်မြင်ရောင်လျက်ပင်ရှိပါသည်၏ထိုနေ့ကကျွန်မသည်ဒါကလေးကိုပခဲထဲတွင်တိတ်ထားပြခဲ့ပြီး ညသာချက်ရန်မိဖို့တဲ့သို့ဝင်ခဲ့၏မိဖို့တဲ့သို့ဝင်ခင်အိမ်ရှိတွင်ကိုကုတ်ကလေးထံကဆက်လက်တောင်းနေသောသူကိုကလေးအိမ်နေတဲ့ကြည်လိုက်ဆံမှာကျမထမင်းချက်မလို့ဟုပေါ်မာခဲ့၏မကုတ်ဗာမြခိုင်းပါလိမ့်မလဲဟုစောင့်မျှော်နေရန်တော်သူသည်ဟုတ်ကဲ့ခမညာဟုတ်ကဲ့ဟုကြပြကတိဖြူချာပြီးထိုင်ရမှကိုကုတ်ကုတ်ကိုနှင့်ထလာက ကလေးပခက်နာတွင်လာထိုင်နေတော့သည်သူရဲ့ရှိကြီးကိုကန်ကန်ကွက်ကွက်လှုပ်ထားပုံ၎င်း ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုကဗျာကတိပြေးကထလာခဲ့ပုံကို၎င်းကြည့်ကကျွန်မရဲ့ကျင်စိတ်ပေါက်သွားကြ၏နောက်တနာစိတ်များဝေသွားကြ၏ဩသူခင်ဗျာအင်းရှင်မျက်နှာမသာမယာအဲ့တဲ့နေခဲ့ဆိုသလိုဖြစ်နေချာထင်ပါရဲ့စကားလေးပါလိနည်းနည်းပါးပါးပြောရအောင်မယ်ဟုကိုစိတ်ကိုအလျှော့ပေးလိုက်မိကျွန်မထဲပြုတ်ပြေးသေးရင်အင်းရှင်တို့ထွက်လာကြသကားသူ့ကိုကလေးချီထားလျက်သာတွေ့ရ၏သူသည်ကျွန်မထွက်လာသည်ကိုတရေမပြုတ်မိပဲသားလေးကိုအားရပါရဖဲ့ရန်နန်းရှုံလျက်ရှိ၏ ကလေးပါလိနယ်ဘက်ကိုတရှုံချုံနန်းနေတော့သူ့ကိုကြည့်ရင်ကျမစိတ်ဆိုးလာပြီတော့ကြီးဒီမကူမောင်ကြီးကလေးကိုချင်းရင်ဒီလိုမနှမ်းရဘူးရှင့်ရှင့်မှာရှိတဲ့ယောဂဘိုးတွေကလေးကိုကူးနိုင်တယ်ကျမရောကလေးဖေရောကလေးကိုဘယ်တော့မှဒီလိုမနှမ်းဘူးနောက်ကိုမနှမ်းမှနဲ့စောစောက ပေါ်ပေါ်လာတော့တနာစိတ်တို့ဘယ်သူထွက်ပြေးသွားကြလိမ့်သည်မသိသူ့လက်ထံမှာကလေးကိုသာအများဆုံးဆွဲယူပွက်ချီလိုက်ပြီးအင်ကန်းတွင်သူဝင်လာခဲ့မိသူဖက်ရနှမ်းရှုံကြတော့သားလေးဤပါနှစ်ဖက်ကိုပိုးတက်စီထား ထည့်ထားသောရေဖြင့်အသားရာဆေးပေးလိုက်၏ဒီကလေးကသားလေးကိုသူမနှမ်းတော့ကြီးသူဆန္ဒသူသူဘောလျောက်လဲဘယ်တော့မှမချီတော့ကြီးကိုထေးကဖြစ်စီဂျမကဖြစ်စီခြိခိုင်းမှခြိရှာတော့၏သူကလေးချက်တဲ့အကြောင်းကိုဂျမသိပါသည်ဂျမတို့အိမ်နီးနားတွင်ရှိသောကလေးများကိုတွေ့လျင်သူရွရွရခြိဖို့တတ်၏ရူးတဆိုင်နှုတ်ဆက်တတ်၏ကြည်ကြည်နုနုစကားပြောဆိုပြောင်းတော့နေတတ်၏ကလေးများကလည်းသူ့ကိုချစ်ကြပေသည်သို့သောဂျမကမူသားလေးကိုလည်းသူမချစ်စေချင်ပါ ။ဒါကလေးကလည်းသူ့ကိုမချစ်စေခြင်းမေတို့ရတွင်မဖြစ်စေခြင်းသောຢာကုမရွေးပြီးဖြစ်လေရှိသောဒီလောကကြီးကိုကျွန်မအလွန်ဒေါသဖြစ်မိပါသည်။အဘယ်ကြောင့်ဆိုသောသူကလည်းတားကိုချိ၍ဒါကလေးကလည်းသူ့ကိုမျက်စီအောင်မှအပြောက်မခံနိုင်လောက်အောင်ချစ်ခင်နေသောကြောင့်တည်းဒီတော့မှကျွန်မမတတ်နိုင်တော့ပြီးတားကိုထိန်ရန်တာဝန်သူ့ကိုလွှဲရတော်၏။တို့ရတွင်စီကားတမတ်ချက်ကလေးများဖြင့်ကလေးကိုမနှမ်းရဘူးနော်ကိုမောင်အေးငိုတိုင်းလည်းတွေ့ကြရမုံတွေဝယ်မကြည့်ရဘူးဒီပြင်ကလေးနဲ့ဆောရင်လည်းကိုမောင်အေးအနာကမခါပဲစောင့်ကြည့်နေပါဟုတ်လား သူဒီကလေးကိုခြေထားလိုက်ကပြန်ထုံးစံတိုင်းသူ့ရဲ့ရှေကြီးကိုကန်းကန်းကောက်ကောက်လှုပ်ရင်းဟုတ်ကဲ့ပါခင်ဗျာကလေးအတွက်စိတ်ချပါဆရာမသူဒီအာရဝန်းသာဖြစ်နေချာထင်ပါ၏ဒါကိုခြေပိုးရင်းတပြုံးပြုံးဖြစ်နေတော်၏သူ့အတွက်စီကန်းကလနာချမှတ်ပြီးဒီကိုမကျေနပ်သောကိုထွေးကသူ့ကွယ်ရာတွင်ကျမကိုစူပါတော်၏မိချို့ဒါတော့လွန်လွန်မီဟေးကိုမောင်ဟေးကိုသူ၎င်းတက်တက်နှိမ်နေရပဲသူလည်းကလေးငါးယောက်တော်ရှိတဲ့ဖေးတယောက်ပါကွခုဒီကိုမောင်ဟေးကိုကြည့်လို့များသေးဘူးလားမိချို့လူတန်းစားခွဲကြတဲ့စိတ်တွေဒီခက် ဒီခက်မှာမရှိတဲ့တော့ဘုံမချိုရတက်ခက်တာကူကကိုရိစကားကြောင့်ကျမပြောမိပါတော့ဤကိုရိထင်သည်မှာလူရန်သာခွဲခြားစဉ်တဲ့ကြောင့်ကိုမောင်ဤကိုကျမကြည့်မရဖြစ်နေသည်မဟုတ်ပါကိုရိထင်လုံးဝမှားပါသည်ကျမကိုမောင်ဤကိုကြည့်မရသည်မှာလူရန်သာစိတ်ကြောင့်မဟုတ်ပါကိုမောင်ဤယုံကြည်ကြောက်တာဖြစ်ပါသည်ကိုမောင်ဤရိုးရီကိုကြည့်ပြီးဒီလူဟာရိုးသားဖြောင့်မတ်တဲ့စိတ်ရှိရမတူဘူးဒီလူဟာအင်မတန်ရိုစရာကောင်းတာပဲဆရှိသည် ဝေဖန်ချက်ထင်မြင်ချက်တို့ကို သူ့ကိုတွေးဖို့သည့်ဒုတိယလင်း90ရာခိုင်နှုန်းကပေးကြပါသည်ကိုမောင်ကြီးကိုကြည့်ပြီးတမိမချူဒီလူကဘာဖြစ်လို့အိမ်ပေါ်မှာခေါ်ထားရတာလဲသူ့ကြည့်ရတာရိုးသားဖို့မပေါ်ဘူးအင်္ဂါရုပ်ကလည်းညက်မှပေးသည့်နဲ့ကိုထွေးတို့မိမိကပင်ပြောဖို့သည့်ဤကိုမောင်ကြီးခင်ဗျာဒီမြပင်ကန်ဆိုးရှာလေသည်ကျမတို့အင်းတို့ရောက်ပြီးတလေးလခန့်ကြလင်းကိုမောင်ကြီးလက်သမလောက်ရလေသည်တလေးလင်းရှစ်ချက်များသောငွေထဲမှစားစီဖြင့်တနေ့ကို၃ချက် ကျမတို့ကိုပေး၏။ကြံငါးချက်ကိုမူကြက်ကြက်ပေါင်းအောင်တင်တော်၏။ယခုကကျမကလည်းသူ့ကိုစကားပြောနေဖြစ်ဖြစ်သူကလည်းသူ့အိမ်သားကြောင့်သူ့ရွာကြောင့်သူ့သားသမီးကလေးများကြောင့်ပြောပြတတ်၏။ကျွန်တော်တို့စီများအင်မတန်ဆင်းရဲတာကလားဗျာ။တနေ့ကုန်တနေ့ကန်လုံးလို့ငွေတကြေးရကြမှာရတာခမ။လေကလေးရကလေးတော့အနေချင်းရှိပါ။တို့ပေမဲ့မူကတနေ့တနေ့လုံးနေလို့တစ်ခါမှရွာခြင်းမရွာတာဗျ။တစ်ခါရွာခြင်းမရွာတာကိုဗျ။ဒီတော့လေကူအကုတ်လို့ပဲရပါမလဲ။ ရန်ကုန်မှာလုပ်လို့ရတာကပင်မန်းတလောက်ငွေကားလဲရတော့ပင်မန်းရကျိုးနဲ့တဘောဆီယမရယ်ဆီယနဲ့ဆီယမကျေးဇူးများကျွန်တော်တည်တဲ့အထိမမိတ်ပါဘူးဒီမှာကြည့်ကျွန်တော်ထီထိုးထားတယ်တင်းစုကြီးများပေါ့ရင်တော့လားဘယ်ပြောကောင်းမလဲဆီယမရယ်ဆီယကျေးဇူးကိုငွေထိုးကြီးနဲ့ကိုပြန်ဆက်မပြတကယ်ပဲစိတ်ထဲတိထားပကောသူကအာရပါရပြောဤဂျမကောင်မှုသူစကားကိုလေးနဲ့သိမ့်မပြူမိလာပဲဟုတ်ပါရဲ့ရှင်ကိုမောင်ကြီးတင်းစုပေါ့ပါသေးလို့ဂျမဆူတောင်းနေပါမယ် ဒါမှလည်းကျမတို့ချမ်းသာတော့မှာပဲဟုရေရှင်သောသာရေရှင်သောသောပြောလိုက်မိ၏။ကိုရိခီသောသောနေတည်းကိုမောကြီးလည်းလှုပ်ဆင်းနေသောအချိန်နေတို့လူတယောက်ရောက်လာပါသည်ထို့သူသည်ကိုထွေးဤတပည့်ရင်ထဲမှတယောက်ဖြစ်ပြီးကိုမောကြီးတို့ရွာကြီးအနီးအခြားတရာတွင်နေသောသူလည်းဖြစ်ပေသည်။ကိုမောကြီးတယောက်ဆံမတို့အိမ်မှတောင်းတနေလေဆိုဟုတ်လားဆံမ။ခီးရောက်မဆိုင်မိလိုက်တော့မိကုံးကြောင့်ကျမမှာအံ့အားအသင်ကြီးတင့်သွားကြပါသည်။ဟုတ်တယ်ကိုကျော်လိုင်းရဲ့ ကိုထွေးကခေါ်လာတော့ကျွန်မလက်ခံထားရတာပေါ့အစကတော့ရှင်သီးရဲ့အတိုင်းသူ့ရုပ်ကကြမ်းလွန်းတော့ကျွန်မလက်ခံမထားခဲ့ခြင်းဘူးနောက်တော့လေသူ့ကိုတနာပြီးဘာမှမပြောတော့ဘူးသူကလည်းအိမ်သားတယောက်လိုဖြစ်နေပါပြီလေတာကဆိုကိုမောင်ကြီးကိုတိတ်ခင်နေတာပဲရှင်ဟာဒါကဒီလိုပဲဖြစ်ရမလဲသူ့အတွက်ဒါဟာအကွက်ကောင်းပဲပေါ့ဆရာမကသူ့ကြောင့်ဘာမှသိတာမဟုတ်ဘူးကျွန်တော်တို့ကလည်းတရားရတဲ့လူဖြစ်နေတော့ပြောရင်မကောင်းပါဘူးဆိုပြီးမပြောဘဲနေတာဆရာမရဲ့ဒီလူကတော့မကောင်းတဲ့လူ ပထမသူကိုတနာအောင်လို့ပိုင်ပြီဆိုမှဖြင့်ကျေးဇူးရှင်ရောဘာရောမချောင်းစီဝါဖြစ်ကြံတော့တာပဲဆရာမသူကိုတတိထပါဒီလူကအရက်လက်အမနဲ့တောက်တက်တာကလားဟင်ဟုတ်လားဒီမှာတော့ကောင်းကောင်းမွန်မွန်မဲ့နေပါတယ်ဟုတ်မှဟုတ်ရဲ့လားရှင်ဟုတ်လို့ပြောတာပေါ့ဆရာမရဲ့ရဲတောက်တက်ရုံတည်းမဟုတ်ဘူးအလိန်ကောက်လက်အမတန်ဝါသနာပါတဲ့လူကလားသူ့ရုပ်ပုံကြည့်ပါလားလူတော်ကောင်းလက္ခဏာဗလန်ချက်ပါလို့လဲဟုတ်မှပါပဲဟုတ်မှပါပဲဒီလိုရုပ်ပုံမျိုးဟာကျေးဇူးရှင်တော့ ဘာတော့ရှောင်မဲ့ဘူးမဟုတ်ဘူးကိုထေးခီးသွားနေတော့ငါ့ကိုဓမြတိုင်ရင်ဘယ်လိုလုပ်မလဲမိမိကလည်းလူကြီးဆိုတော့အကူရတာမဟုတ်ဘူးဒုက္ခပဲကျမနှုတ်မှာဖော်ပြတော့လဲအထက်ပါတိုင်းပင် တွေးနေမိခဲ့ပါ၏ကျမဤတွေးစီကိုကျော်လိုင်းစကားကြောင့်ပြတ်သွားရပြန်၏ကျွန်တော်ကဆီယမတို့အတွက်ဆိုရင်တော့ပြောပြတာပါ၄၅၆လမပြောဘဲမျိုးသိနေကြတာသာကြည့်ပါတော့ပြီးတော့တနေ့ဒီရင်ကထွက်ပြီးတခြားမှာရှာနေပါပဲထင်ပြီးမပြောဘဲနေကြတာခုပုံဆိုတော့သူကဘယ်ခွာတော့မလဲကက်ရနေရတော့မှာပေါ့နေတော့မှာပေါ့ ဒီလူဟာလူသက်မှုနဲ့ထောင်ကြမှုတယ်ဆရာမကြီးတိတ်တော့လက်မသွားနဲ့ဦးတိတ်တော့လက်မသွားနဲ့ဦးဆိုတော့လေကျွန်မမလန်းပဲမနေနိုင်ပါရင်းထဲတွင်ထိတ်ခနဲ့ပြင်ဖြစ်သွားသည့်အထိကြောက်လန့်သွားမိပါသည်ထို့ကြောင့်ကိုကြောင်လိုင်းပြန်သွားလင်ပြန်သွားခြင်းကိုထွေးမိမိနဲ့တိုင်ပင်ရပါသည်မိမိကကိုမောင်ကြီးလုံးမပြန်လာလင်အကျိုးကြောင့်ဆင့်မေးရန်ကြံပေးပါသည်ဒါကြောင့်မိမိစကားတွေကပြောတာမို့လားချိုးရဲ့ဒီလူကြည့်ရတာကဲမရဘူးလို့ဖိုးထွေးကလည်းတိတ်ခတ်တာပဲဒီလူကြောင့်စိတ်မချရနဲ့ ဖိုးထွေးခီးသွားတဲ့မေမေဒီမှာလာလာနေရတာပေါ့နေရာကစိတ်ကောင်းရှိနေလို့ကောင်းတဲ့ကာလမဟုတ်တမီးရေလူမျိုးမျိုးစိတ်ထွေထွေပဲကွယ်ထိုနေ့ကကိုမောင်ကြီးပြန်လာလာချင်းကျမကမေးမြန်းစုံစမ်းမိပါတော့ကြီးဟုတ်ပါတယ်ဆရာမကျွန်တော်အရင်ဆယ်နှစ်လောက်တုန်းကရက်တော့ပတ်ပါတယ်အခုတော့အနဲ့တော့ခံလို့မရဘူးခင်ဗျသူကတီတီငင်းငင်းကြိုးကြိုးနွံ့နွံ့ပြင်ပြင်ဖြေလိုက်ပါသည်ကျမကသူ့မူရာကိုကြည့်ရင်ရှေ့ဆက်မေးရန်အားနာသွားမိတော့ကြီးတို့ရတွင်ကိုကျော်လိုင်ပြောသွားသောစကားတို့ရဲ့နားရဲတွင်မထွက်သေးသောကြောင့်ဆက်မိလိုက်တော့ကြီး ရှင်ထောင်လိုက်ကြဘူးလေဆိုဒီတခါတော့လူတော်ကလေးလှုပ်လှုပ်ရှားရှားဖြစ်သွားပါတော့ဒီအတန်းကြောင့်အောင်ချိန်ဆွဲနေပြီးမှဟုတ်ကဲ့ခင်ဗျာခတ်တူတူဖြေလေဒီကိုကျော်လိုင်းပြောသွားသမျှကအမှန်ပဲဖြစ်နေကြပြီဒီတော့ကျမဘာလို့ရမည်နည်းအင်းသားတယောက်လိုလမ်းနဲ့ချီ၍နေလာခဲ့သူတယောက်ကိုအိမ်မှာမနေနဲ့တော့ရှင်းကိုလက်ခံမထားနိုင်တော့ဘူးဟုတင်းတင်းပြပြပြောကနေထုတ်ပြလိုက်နိုင်သည်ထီကျမမရက်ဆက်နိုင်ပါချေပြောလဲမပြောပြမပြောရပါသို့တော့မပြောဘဲနဲ့ကိုကိစ္စပြပြသွားမိတယ်လား ထို့ညတွင်မိမိကကျွန်မကိုကြံတခုပေးပါသည်ထို့ကြောင့်ထိုနေ့နဲ့ကိုမောင်ကြီးလှုပ်ဆင်းရန်ပြင်ဆင်နေ၌ကျွန်မစွန့်မြေ၍ပြောလိုက်တော်၏ဒီမှာကိုမောင်ကြီးဖေဖေနေမကောင်းလို့ကျွန်မတို့သွားနေရလိမ့်မယ်ကျွန်မတို့သွားနေရတွင်ရှင်ဒီပြင်တင်နေရမှာခဏသွားနေပါလားကိုထွေးပြန်လာတော့ပြန်လာတာပေါ့ဒီတော့သူကထုံးစံအတိုင်းဟုတ်ကဲ့ခမရဦးဆိုကအေးရလေးကလေးထုတ်ဝေဆာမြကိုတန်တိတာကလေးနဲ့ထည့်ချတော်သည်အလုံးပြည်စည်းတော့ခါမိမိကြည်တော်သားဤ ခြေတော်ကလေးတစ်ဖက်ကိုဆွဲယူကအသာရနှမ်းလိုက်၏ပြီးသူ့အေရလေးကိုဆွဲတိတ္တကလေးကိုထမ်းကအိမ်ပေါ်မှကန်ကန်ကွက်ကွက်နဲ့ဆင်းသွားလိတော်၏တဲ့သူကြောင့်မကောင်းတာကြီးကြားထားရတော့လဲယခုလိုနှုတ်ဆက်လာစွာဖြင့်ဆင်းသွားတော်သူကိုကြည့်ရင်အလွန်တရာပင်စိတ်မကောင်းဖြစ်မိပါ၏သူပဲသွားနေချာပါမလဲပြီးဟူ၍လဲတွေ့ကြည့်မိ၏ထိုကဲ့သို့စိတ်မကောင်းခြင်းပင်ဖြစ်ရတော့လဲရင်ထဲတွင်မူတော်ကလေးပေါ့၍သွားလိရသည်ကိုယ်တွေ့ပြန်လာသောအခါမိမိနှင့်ဂျမကကြိုးချောင်းရေလျောင် ပြုတ်ပြရပါသည် ကိုထွေသည်ဂျမတ်တို့လို့သမ ्या ကိုကောင်းသည်ဆိုသည်မပြောဘဲငြိမ်ပြေးနားထောင်နေပါသည်ကိုထွေဘာမှပြောတော့လဲသူ့တပည့်တွေစိတ်မကောင်းဖြစ်နေသည်ကိုဂျမတ်အတက်သိပါသည်မိချို့သူ့ကိုမုန်းလို့မပေါ်ဘူးကိုထွေရဲ့သူ့တဲ့နေ့လမ်းလို့ပါအိမ်မှာကလည်းကိုထွေခီးထွက်နေရင်ကြီး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 မမယောက်ျားကြံခဲ့တာမဟုတ်ပဲမိချို့ကြောက်တာပေါ့ဒီလိုနဲ့ပင်ကိုမောင်ကြီးတယောက်ကိုဂျမတ်မေးများပင်မေးရသွားပါတော့ပြီတနေ့နေ့ပါကြတော့ခါမှဂျမတ်နာမည်နဲ့ငွေ900စာတိုင်းမှလာလေသည် ဘက်ကပါလိကိုစဉ်းစားမြဖြစ်နေ၏ငွေပို့သူမောင်အေးခိတ္တပုပ္ပဟုပါရှိသည့်အချိန်ကျမစဉ်းစားမြခဲ့ငွေနှင့်တူလာသောစာကိုဖောက်ဖက်ပြီးမှကျမ၏မိုင်းမဲမှုကိုမောင်အေးကျေးဇူးတရားတည်တံမှုကိုပြက်ပြက်ထင်ထင်မြင်မိပါတော့၏ကိုမောင်အေးစာမှာကျေးဇူးရှင်ဆရာနဲ့ဆရာမခင်ဗျာကျေးဇူးရှင်ဆရာနဲ့ဆရာမခင်ဗျာဟုအစချီထားလေသည်သူစားတဲ့တွင်သူ့ရုပ်၏ကျိုးပေးမကောင်းပုံသူငယ်စဉ်ကမိုက်ခဲမိုင်းမဲခဲ့ပုံများကိုဖော်ပြထား၏ဆုံးသက်နာတွင်မူ ဆရာမကျွန်တော်ကိုနှင်ထုတ်လိုက်တော့ကကျွန်တော်အင်မတန်မှဝမ်းနည်းခဲ့ရပါတယ်ခင်ဗျာကျွန်တော်အကြောင်းမကောင်းပြောတာဘယ်သူလဲဆိုတာလည်းကျွန်တော်သိပါရဲ့ခင်ဗျာလို့ပေမဲ့ကျွန်တော်ဘာမှမဖြေရှင်းခဲ့ပါဘူးဆရာမဖြေရှင်းသည့်တိုင်လည်းကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်ပါဇက်မှထွက်သည့်စကားကိုမယုံမိဘက်ကသာများနေကြောင်းကျွန်တော်ရိပ်မိခဲ့ပါသည်ခင်ဗျာ လူဆိုတာတခါမိုက်ခဲ့တဲ့အတွက်ကြောင့်တစ်သက်လုံးမိုက်လိမ့်မည်ဟုယူဆလင်မှားပါလိမ့်မည်ခင်ဗျာကျွန်တော်ထောင်ကလွတ်လာပြီးနောက်ပိုင်းအလုပ်ကိုကြိုးကြိုးစားစားရိုးရိုးစားစား ကြိုးကြိုးဆာဆာရိုးရိုးဆာဆာလောက်ကန်ရန်ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာဆုံးဖြတ်ထားတဲ့အတိုင်းလဲယနေ့တိုင်ရိုးသားဖြောင့်မဲ့စွာလောက်ကန်စားတော့လည်းရှိပါတယ်ဆရာမခင်ဗျာအရင်ဘက်တိန့်တီဖွင့်ဝဲတွင်ကျွန်တော်ထီတထောင်စုပေါက်ပါတယ်ခင်ဗျာထိုထဲမှာဆရာမတို့ကျေးဇူးကိုဆက်တယ်နေဖြင့်ငွေ900ပေးပို့အပ်ပါတယ်ဆရာမခင်ဗျာဆရာမတို့တိန်သားလုံးကျမ်းမှချမ်းသာပါစေရန်ကျွန်တော်အမြဲဆုတောင်းလျက်ရှိပါသည်ကိုမောရိတ်စားသည့်ဤတွင်ပြီးဆုံးသွားကလေးသည်ကျွန်မမှမူသူစာကိုလက်ကမချနိုင်သေးပဲဂင်ထားမိပါသည်ဤ သူ၏ရုပ်ပုံနေထိုင်သွားလာပုံတို့ကိုသာမြင်တတ်ပြီးသူ၏စိတ်နှလုံးကိုထိုးဖောက်ပြီးမမြင်တတ်သောကိုကုကူသာအပြစ်တင်မဆုံးဖြစ်နေရပါတော့၏တဲ့မြဝတီမဂ္ဂဇင်း1969တဲ့နားဆင်ပေးကြသောညီကုံမတော်များလုံးကျေးဇူးအထူးတင်ရှိပါရခင်ဗျာညီကုံမတော်များတွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေပြည်ရနေမြခင်ရှိကြပါစေလူကျင်သောပန်းနိုင်ကိုလည်းမြန်ဆုံးရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်ဝိထုတို့များကိုလည်းဆက်လက်နားဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကုံမတော်များယူတောင်းဆိုပါရစေခင်ဗျာ